ဒီကနေ့ခေတ်မှာမြို့ပြလူကြီးရဲ့တိုးလာတဲ့တန်းများမြို့ကြီးတချို့ဟာအနာဂတ်မှာနေထိုင်ရမယ့်ပုံစံတော့ပြန်လည်တတ်မှတ်နေကြပါတယ်အနာဂတ် အကြဆုံးမြို့များဟာမိုးမျောတိုက်တီထပ်ပိုးပါတယ်၎င်းတို့ဒီပြန်လည်ပြည်ပြူမဲ့စွမ်းအင်များဖြင့်လည်ပတ်ပြီး IoT Internet of Things နည်းပညာဖြင့်ချိတ်ဆက်ထားကရရှိ detail file memo ပေါ်အခြေခံပြီးတိစောက်ထားတာဖြစ်ပါတယ်ဒီဗီဒီယိုမှာ2025ခုနှစ်အထိအနာဂတ်အကြဆုံးလို့သတ်မှတ်ခံထားရတဲ့ အဲ့ဒီလိုထိတ်တဲမျိုး6မျိုးတို့ထိရှိကြရအောင် Master City Abu Dhabi ပထမဆုံးကတော့ RSO ဝေါ်မြာဘီတုံစု UAE မှာရှိခဲ့ Master City Abu Dhabi ပါဒါဟာတုံညဆွန်ပြပစ္စည်းနဲ့တုံညကာဗွန်ထုတ်လွှတ်မှုကိုရည်ရွယ်ပြီးအထူးတည်ဆောက်ထားတဲ့ Smart Milk မျိုးဖြစ်ပါတယ်မြေယောင်ကြီးစွမ်းအင်သုံးဆိုလာပြားများလျှက်စီကားများနဲ့စွမ်းအင်သက်သာတဲ့အဆောက်အုံများစတဲ့ပြန်လည်ပြည့်ဖြူမြေစွမ်းအင်အရာအမြင့်များနဲ့ဒီမျိုးဟာစွမ်းအင်သုံးဆွဲမှုကိုရှော့ချပါတယ် မိတိုင်များနဲ့ကိုပိုင်မောင်းနေတဲ့ရင်းများကလည်းဘီကင်ကြီးကိုမြင့်တင်ဖြစ်ပြီးရင်ကြောပိတ်ဆို့မှုကိုရှော့ချရမှာအထောက်အကူဖြစ်စေပါတယ်။နက် Smart Forest City Mexico နောက်တစ်ခုကတော့ Mexico နိုင်ငံကန်ကူးမှာအဆိုပြုထားတဲ့ Smart Forest City ပါ။ဒါကိုအီတလီဘီတုကပညာရှင်စတီဖာနိုဘိုယူရီကဒီဇိုင်းထုတ်ထားပြီးကပားပထမဆုံး Smart သတော်မျိုးဖြစ်လာဖို့ရည်ရွယ်ထားပါတယ်။ပလန်လေပြည့်ပြုံမြင့်စွမ်းအားနဲ့တည်ဆောက်ထားပြီး သစ်ပင်စိမ့်လာတဲ့ဧရိယာများစွာပါဝဲနဲ့ဒီစီမန်ကိန်းဟာ CO2 တန်ကျင်းတတိင်း16000ကိုစုပ်ယူဖို့ရည်မှန်းထားပါတယ်။စွန့်ပစ်ပစ္စည်းများကိုစီမံခန့်ခွဲရန် လေအည်သွေးကိုစောင့်ကြည့်ရန်နဲ့အများပြည်သူတည်ယူပို့ဆောင်ရေးကိုချောမွေ့စေရန်အတွက် IoT ကိရိယာများနဲ့အတူနည်းပညာစိမ့် Green Technology ကို ပေါင်းစပ်ထားပါတယ်။တော့ဆုံဒိုဆောက်ကိုရီးယားတရရအနေနဲ့ဆုံဒိုဆောက်ကိုရီးယားကိုကြည့်အောင် ဒီမြို့ဟာပြန်လည်ပြုပြင်ထားတဲ့မြေပေါ်မှာတည်ရှိပြီးအပြည့်ဝအခြေဆက်ထားတဲ့စမတ်မြို့ဖြစ်ပါတယ်။ဆောက်ဦးနိုင်မှာခိမီနီးပညာများပါဝင်ပြီးရင်းအတော်အလားဆွန့်ပစ်ဖြစ်စီစီမံခန့်ခွဲမှုနဲ့စွန့်ရင်တုံဆဲမှုကိုပင်ချိန်လေးတပြီးညီဆောင်ကြည့်ပါတယ်။မြို့နေလူထုနဲ့စီးပွားရေးလုံခြုံရေးအတွက်ဝန်ဆောင်မှုများကိုမြင့်တင်ရန်မြို့ပါနေထိုင်မှုပုံစံဤကနေဒါနိုင်ငံပါတွင် IoT နီးပညာကိုပုံဆက်ထားပါတယ်။လီ The Loser USA စတုထက်ကတော့အမေရိကန်ပြည်တော်စုမှအဆိုပြုထားတဲ့သလိုစာသူပြီးဘီလီယန်နာမက်လော်ရီယာစိတ်ကူးထူပါတယ်။၎င်းသည်ပုံစံသစ်အနာဂတ်မျိုးတစ်မျိုးထစ်လာရန်ရည်ရွယ်ပြီး BRK English Group E အချံပြူများထင်းစီမံကိန်းရေးဆွဲထားပါတယ်။ဒီမဟာစီမံကိန်းကရေရှိတည်တံ့ခိုင်မြဲမှု အများပြည်သူနေရာများနဲ့တရားမျှတသောမြေပိုင်ဆိုင်မှုအပေါ်အထူးကထားပါတယ်။ပထမအဆင့်တွင် green technology အဆောက်အအုံများ smart mute အခြေခံအဆောက်အအုံများနဲ့တဘာဝပတ်ဝန်းကျင်ကို15မိနစ်လမ်းလျှောက်ယုံထိရောက်ရှိနိုင်ခြင်းတို့ပါဝင်ပါတယ်။ငါစင်ကာပူနံပါတ်5ကတော့ smart mute ဖွံ့ဖြိုးတိုးတက်ရေးမှာကဘာခေါင်းဆောင်တူဖြစ်တဲ့စင်ကာပူပါ။စင်ကာပူအစိုးရဟာအများပြည်သူဒေယူဖို့ဆောင်ရည်စွမ်းအင်ထိရောက်မှုနဲ့မြို့ပြစီမံကိန်းရေးဆွဲခြင်းတို့ကိုစီမံခန့်ခွဲရန် IoT ကိရိယာများကိုအထုံးပြုပါတယ်။လျှက်စစ်ဘတ်ကားများနေအောင်ကြီးစွမ်းအင်တုံးခြင်းနဲ့ green technology အဆောက်အဦများပါဝင်တဲ့အစပြုမှုများသည်ခေတ်မီနီးပညာကိုလက်ခံကျင့်သုံးရင်းနေထိုင်ရဖို့ကောင်းတဲ့မျိုးတစ်မျိုးကိုဖန်တီးပေးပါတယ်။၆ Penang Island Malaysia Biodiversity Project နောက်ဆုံးအနေနဲ့မလေးရှားနိုင်ငံ Penang Chuan ကမ်းလွန်ပင်လယ်ပြင်ရှိလူလုံကျွန်းသုံးကျွန်းပြင်ဖွယ်စီထားသော Biodiversity စီမံကိန်းမှာ၎င်းသည်တဘာဝကိုနီးပညာနဲ့ပေါင်းစပ်ထားပြီးရင်းအတော်လာကိုတင်းတင်းကြပ်ကြပ်ကန့်သတ်ထားခြင်း လျှက်ရှိကားများနဲ့ green technology တို့သည် Diebold Motor စီမံကိန်း၏အဓိကအချက်များဖြစ်ပါသည်။ BRK Ingers Group ဟာတစိုက်တပိုင်းဖွံ့ဖြိုးတိုးတက်ခဲ့ပြီးပြည်လဲပြဖြိုးမြေစွမ်းအားဖြင့်သာလောကလဲပန်းမဲ့ရေရွှေတည်တံ့သောမျိုးကွက်နေထိုင်မှုကိုကတိပြုထားပါသည်။ဒီမျိုးတွေဟာနာဂဲမျိုးပြဖွံ့ဖြိုးတိုးတက်မှုရဲ့အထုထိတ်ကိုကိုစားပြုပါသည်။အစီအမင်းနိပညာများဒီရှိတီတဲ့ design နဲ့အချက်လက်အခြေပြုဆုံးဖြတ်ချက်များကနောက်လာမယ့်ဆယ်စုနှစ်တွေမှာကျွန်တော်တို့ရဲ့နေထိုင်ပုံကိုပုံဖော်ပေးမှာပါ။ တင်ဟာဒီလိုစမတ်မြို့မြို့မှာနေထိုင်ဖို့စိတ်ဝင်စားပါသလားဒါမှမဟုတ်ဘယ်မြို့စီမံကိန်းကအကုံဆုံးဖြစ်မယ်လို့တင်ထန်ပါလဲအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်ဗီဒီယိုကိုကျန်တဲ့တက်တဲ့ဆိုရင် like share subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ထပ် video တွေမှာပြန်တွေ့ပါမယ်